အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာလင်းလက်ရောင်ကြီးဆရာတော်အရှင်ဆန္ဒဇောတိမယံကုန်ရေးသားတဲ့လူကောင်းကျေးဇူးမမေ့ဘူးဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။လောကကြီးမှာကျေးဇူးတည်သူကနေပါလာ၏။ထို့ကြောင့်ကျေးဇူးတည်လင် သူတော်စင်ဟု ဆိုရမည်ဖြစ်သည်။ရှေးလူကြီးများကကျေးဇူးတရားနဲ့ပတ်သက်၍ခဲတုံးခဲရှိကြောင်း ဆိုခဲ့ကြ၏တိခဲ့ခြင်းပြောခဲ့ခြင်းဆက်ခဲ့ခြင်းတို့ဝင်သည်ထို့ကြောင့်မိမိအပေါ်၌တင်းရှိနေသောဂျေဇူးတရားတို့ကိုငါအပေါ်မှာမိဘကဘလို့ကြွေးမွေးခဲ့တယ်ဆရာကဘလို့သင်ပေးခဲ့တယ်ဆွေမျိုးတွေကဘလို့စောင့်ရှောက်ခဲ့တယ်မိษွေတွေကဘလို့ကူညီခဲ့တယ်လောက်ဖို့ဂိုင်ဖက်တွေကဘလို့ထောက်ပံ့ခဲ့တယ်ဟုစိတ်ထဲမှာသိနေဖို့လိုသည်ဤဒီကိုပင် ကာတညုတာဟု ခေါ်လေ၏စိတ်ထဲမှာတည်ယုံနေမပြီးသည်အခါခွင့်တဲ့လင်ထိုကျေးဇူးတရားကို ထုတ်ဖော်ပြောကြဖို့လေလို့၏အမေကဘလို့ကြွေးခဲ့တာ အဖေကဘလို့ယုံကန်ခဲ့တာဆရာကတင်ပေးလို့ဒီလိုအခြေအနေရောက်လာတာဆရာမိတ်ဆွေကဘလို့ကူညီလို့အခုလိုအောင်မြင်နေတာပါဗျာဟုစသဖြင့်ကျေးဇူးပြုသူတို့အားသူတို့ရှိရင်ထုတ်ဖော်ပြောကြသည် ရင်းတို့ပြောကြားလိုက်သည့်အတွက်ကျေးဇူးပြုသူများပီတိဖြစ်ရလေသည်ကျေးဇူးတရားကိုထုတ်ဖော်ပြောကြားရုံနဲ့မျှမပြီးသေးပါထိုကျေးဇူးတရားကိုပြန်ဆက်ဖို့လည်းလို၏ကျေးဇူးဆက်သည်မှာမခဲရဲမှာအင်းကြီးလေးတစ်ထည်ထီလေးတစ်လန့်မုံလေးတစ်ပူလက်ဆောင်တစ်ခုခုပေးလင်ပင်ကျေးဇူးဆက်သည်မြည်ပါ၏ရာဇကြိုပြည်၌အလွန်အစင်းလာသောပြည်သူစားတယောက်ရှိ၏တာလဝရီဟုခေါ်၏ တနေ့တွင်တာလန်ဝတီမှာမထင်မှတ်ပဲကိုဝန်ရှိသွားလေသည် ကိုဝန်ရပြီးနောက်ရက်စီလာစီသောအခါတားယရနာလေးဖွားမြင်ခဲ့လေသည် ထိုအခါတာလန်ဝတီသည်ကျော်မကိုဒီကလေးကိုသကောဟောင်း၌ထည့်၍စွန့်ပစ်ချေလောဟုစေခိုင်းလိုက်၏ကျော်မလေးသည်ကလေးကိုသကောဟောင်း၌ထည့်ပြီး အမိုက်ပုံ၌စွန့်ပစ်လေ၏အဘယမင်းသားသည်နန်းတော်တော်ရတွင် ကြီးတို့ဖြစ်ဝန်းရံနေသော ခလေးငယ်ကို မြင်သောအခါတနာပြီးမွေးစားလိုက်လေသည် ခလေးကိုဇီဝကဟု အမည်ပေးလိုက်၏ဇီဝကသည် အရွယ်ရောက်သောအခါအဘယမင်းသားကို အဖေအမေကဘသူလဲအမေဘယ်သွားနေလဲဟုမေး၏ထိုအခါအဘယမင်းသားကတားရေမင်းအမေကိုငါမသိဘူးငါကမင်းအဖေပဲလေကွာဟုပြောပြလိုက်လေသည် ထိုအခါဇီဝကစဉ်းစားပြီငါကမင်းမျိုးဆွေမျိုးတွေမှာနေနေတာပညာမရှိ သူဤဝန်ထမ်းဆိုတဲ့အတိုင်ပညာမတက်လင်အောက်ကြနောက်ကြနေရလိမ့်မယ်ဒီတော့ပညာတင်မှ ဖြစ်မဲဆိုပြီးတက္ကသိုလ်သွားပြီးပညာတင်လေတော့ဤဇီဝကသည်ဈေးပညာဝါဒနာပါတော့ကြောင့်ဈေးပညာကိုစူးစမ်း၍သင်ယူလေသည်ခုနှစ်နှစ်ပြည့်သောအခါဆရာထံသွားပြီးဆရာ ဆေးပညာကဘယ်တော့မှ ပြီးဆုံးမှာလဲဟုမေး၏ထိုအခါဆရာဖြစ်သူက တက္ကသိုလ်၏အနီးပတ်ဝန်းကျင်မှာဆေးဘက်မဝင်သောတစ်ပင်တွေ့လင်ယူခဲ့ဟုခိုင်းလိုက်၏ထိုကြောင့်ဇီဝကသည်တရွင်းယူပြီးတက္ကသိုလ်၏အနီးပတ်ဝန်းကျင်မှာဆေးဘက်မဝင်သောတစ်ပင်ကိုရှာလေ၏သို့သောဆေးဘက်မဝင်သောတစ်ပင်ကို မတွေ့မြင်ရပေထိုနောက်ဇီဝကသည်ဆရာဆေးဘက်မဝင်သောတစ်ပင်ကိုမတွေ့မြင်မှဟု ပြောဆို၏ထိုအခါဒါဆိုရင်စေးပညာအခြေခံရပြီဟု ပြောဆိုပြီးလင်ရေခါအနှဲငယ်ပေးပြီးပြန်ခွင့်ပြုလေသည်ထိုအခါဇီဝကသည် ထိုအနှဲငယ်သောရေခါကိုယူ၍ရာဇဂျိုပြည်သို့ပြန်ခဲ့လေသည် ထိုသို့ပြန်လာရင်တာကေတမြို့သို့ရောက်သောအခါခေါင်းကဲ့ယောဂါဖြစ်နေသည့်တထေကတော်တယောက်ကိုတွေ့ရလေသည်ဈေးဆရာမျိုးစုံ ကုသတော်လဲယောဂါမပြောက်ပင် ထိုအခါစီဝကသည်ထိုတထေးကတော်၏ယောဂါကိုဂယုတဆက်ကုတာပေးလိုက်၏တထေးကတော်ကြီးအားခုနှစ်နှစ်ကြာပြီဖြစ်သောဥကောင်းကိုက်နာကိုတကြိမ်ကုလိုက်သည်နှင့်ပျောက်ကင်းသွားလေတော်၏တထေးကတော်သည်ဝမ်းသာအားရဖြစ်ပြီးဇီဝကအားအသက်ပြားလေးတောင်ပေး၏သားကလည်းအသက်ပြားလေးတောင်ပေး၏ချွေးမကလည်းအသက်ပြားလေးတောင်ပေး၏တထေးကြီးကလည်းအသက်ပြားလေးတောင်နဲ့တကွာ အလုတ်သမားမြင်းရထားမှပေးလိုက်လေသည်ဇီဝကသည်ရာဇဂျုံမြို့ရောက်သောအခါအဘယမင်းသားအားအဖေဟောဒီအသက်ပြားတွေဟာဈေးကူပေးသည့်အတွက်ရလာတဲ့အသက်ပြားတွေပါဒီအသက်ပြားတွေအားလုံးအဖေအားယေရှုဆက်ခွင့်ပြုပါဟုပြောပြီးအဘယမင်းသားအားပူဇော်လိုက်လေသည်ထိုအခါအဘယမင်းသားကတားရင်တော်ပါပြီကွာငါအတွက်မလိုအပ်ပါဘူးငါအိမ်တော်တွင်း၌သာလျှင် နေအိမ်ဆောက်ပြီးနေပါဟုပြောလိုက်လေသည်ထိုးကြောင့်ဇီဝကသည်အဘယမင်းသား၏အိမ်တော်အတွဲမှပင် အိမ်ဆောက်၍နေရတော့၏ဤဖြစ်စဉ်ကိုကြည်လင်ဈေးဆရာဇီဝကသည်ဈေးကူးလို့ဥဥဖြားဖြားရလာသည်အသက်ပြားများကိုသူ့မွေးစားဖခင် အားကျေးဇူးဆက်သည်ကိုတွေ့ရ၏ဤကသူတော်စင်တို့၏ကျင့်ထုံးတစ်ခုပင်ဖြစ်ပါ၏ထိုးကြောင့်ရှေးလူကြီးများကနွားကောင်းချေရာမမေ့ဘူး ခွေးကောင်းတခင်မမေ့ဘူးလူကောင်းကျေးဇူးမမေ့ဘူးဟုပြောခဲ့ကြခြင်းဖြစ်သည်ကျေးဇူးရှင်တို့၏ကျေးဇူးတရားကို အမတ်ရဖို့လို၏မြည်သည့်အကြောင်းကြောင့်များမမေ့သင့်ပေတလုံစားဘူးသူကျေးဇူးဆိုသည့်အတိုင်းထမင်းတလုံကျွေးခဲ့မှုလျင်ပင်ကျေးဇူးရှင်ဖြစ်သွားတော်၏ကျေးဇူးရှင်တို့၏ကျေးဇူးတရားကိုမမေ့ဖို့အတွက်ငါဘဝမှာဘသူတွေကငါ့ကိုဘလို့ကူညီဘူးသလဲဟုမကြမကြဆင်ခြင်မို့လို၏ ရှင်တို့ဆင်းခြင်းမှလည်းယေရှုရှင်တို့၏ယေရှုတရားကိုတတိယလာမည်ဖြစ်သည်ရှင်တို့တတိယမှလည်းယေရှုဆက်မည်ဖြစ်၏ယေရှုဆက်မှလည်းသူတော်စင်ဟု ဆိုရမည်ဖြစ်ပါ၏နားဆင်ပေးသူအားလုံးကိုယေရှုထူးပဲတင်ရှိပါရစေရှင်